နေ့မှာတော့ရှီဗန်ညာကိုရီတစ်ကထင်မြင်လွဲပြီးမိဘရီရဲ့စိတ်နဲ့တပြစ်ချင်အောင်ချန်စီခဲ့တဲ့ဂျာမနီတို့ရဲ့အချက်ကအောင်မြင်သွားပါမလားဆိုတာကိုစိတ်ဝင်စားပွဲကြည့်ရှုရမယ်။ဝီပြူမယ်ရဲ့ကလပ်စာအပိုင်း51ကိုရီကပ်ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Recapout Channel ကို ကြည့်ရှုအားပေးကြတဲ့ပြည်သားလုံးမင်္ဂလာပါအိန္ဒိယစကားများကိုတိတန့်တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ Recapout Channel နဲ့နိုင်ငံတကာစကားအဆုံကိုတင်ဆက်ပေးသွားမယ် Recapout ID Channel တို့မှာစကားကောင်းလေးတွေကိုကြည့်ရှုနိုင်ဖို့ Subscribe လေးပြုလုပ်ပေးထားပါအောင်ခင်ဗျာဇလန်လေးကိုတင်ဆက်ပေးသွားမှာကတော့ကျွန်တော်ထပ်နိုင်မယ်ဖြစ်ပါတယ် ရီတနဲ့ယာမနီကလည်းသိဆုံးနေခဲ့ပြီဖြစ်တဲ့ရိုက်ဂျာရှီယာကိုရောက်ရှိလို့လာခဲ့ပြီးရှီဗန်ညာကိုနောက်ကျောပတ်အနေထားနဲ့တွေ့မြင်ခဲ့ရတာမို့ယာမနီလည်းရှီဗန်ညာဖြစ်ပြောဆိုဖို့ခက်ခဲနေခဲ့ပါအဲဒီနောက်ရှီဗန်ညာလည်းမွေသွင်းကိုပြောင်းပြီးထွက်ခွာသွားခဲ့တာကိုမြင်လိုက်ရတဲ့ရီတလည်းမွေမရဲ့နောက်ကိုလိုက်ဖို့ထံသိဆုံးနေခဲ့တဲ့ရိုက်ဂျာကိုသာအန်ဝေါကချိနေမိခဲ့ပါ ဟန်ဆောင်ကောင်းသူကြီးယာမနီကတော့အထိတ်တလန့်တွေဖြစ်ကာအလုံးကိုဝမ်းနဲ့လွန်းတဲ့ပုံစံကိုချက်ချင်းပြောင်းလဲပစ်လိုက်ပြီးဒီမွေမကူမှာရီတက်နဲ့ပေးစားလိုက်ပြီလို့အခုတော့ရှီဗန်ညာကသူတို့ရဲ့မိသားစုကိုတစ္ဆာဖောက်သွားခဲ့တဲ့အကြောင်းသူတို့မမြင်လိုက်ရတဲ့မွေမကရှီဗန်ညာကလွယ်ပြီးဘသူမှမဖြစ်နိုင်ကြောင်းသိဆုံးသွားခဲ့ပြီဖြစ်တဲ့ဇူရီရှိုင်လက်တို့ကိုတတ်ခဲ့တာကလည်းရှီဗန်ညာပဲဖြစ်တဲ့အပြင်အခုတော့ခင်မုန်းတဲ့ဖြစ်တဲ့ရိုင်ဂျာကူပါတတ်သွားခဲ့ပြီလို့ရှိုက်ကြီးတငယ်ငိုကြွေးရင်သတိလေးဟန်ဆောင်ကလဲကျသွားခဲ့ပါတယ် ်ရီတက်ကတော့တည်ဆုံသွားခဲ့ပြီဖြစ်တဲ့ရိုက်တာကိုကြည့်လိုက်သတိမေ့သွားတယ်ယာမနီကိုပဲလာပြီးတော့လှုံ့နှိုးလိုက်နဲ့ဝမ်းနဲ့စွာခံစားနေခဲ့ရပိုင်အဲဒီနောက်ယာမနီပြောခဲ့တဲ့စကားတွေကိုယုံကြည်သွားခဲ့မိတဲ့ရီတက်ကသူ့ရဲ့ခြေရာဆုံးသူကသူ့ရဲ့မိသားစုကိုအချစ်ကိုခူတုံးလုပ်ပြီးမိသားစုကိုသစ္စာဖောက်သွားခဲ့တာကိုလည်းနာကြီးမုန်းတိခဲ့ရပိုင်ရှီဗန်ညာကတော့ ဒေါ်သားတွေနဲ့စီရှာရှိရာကိုရောက်လာခဲ့ပြီးရိုင်ဂျာကိုတက်ခဲ့တာတွေအတွက်အဖြစ်တင်နေခဲ့ပေမဲ့စီရှာကတော့ဂလက်စားချိန်နိုင်ခဲ့တဲ့အတွက်အောင်ပွဲခံရမယ့်အချိန်လေလို့ပြောဆိုကာရှီဗန်ညာကိုဂယုမဆိုင်ပဲပြုမှုနေခဲ့တာကြောင့်ရှီဗန်ညာလည်းဒေါ်သားတွေထွက်ပြီးရီတစ်ကိုနေဘရောမှာတင်ပိုက်နိုင်မှာမဟုတ်ဘူးလို့ပြောဆိုခဲ့တာကြောင့်စီရှာကလည်းရှီဗန်ညာကိုတက်လိုက်ရင်ဖြစ်နိုင်တယ်လို့ပြောဆိုခဲ့ပြီးသူမကိုသူမမွေးသွင်းကိုပြောင်းလိုက်ကာရှီဗန်ညာကိုတိုက်ခိုက်ခဲ့ပေမဲ့သူမရဲ့စိတ်တွေကရှီဗန်ညာကိုအန်ရီမပေးနိုင်ခဲ့ပါဘူး ရှိဗန်ညာကစီရှာရဲ့စိတ်တွေကသူမကိုအန်ဒီယံမပေးနိုင်ခဲ့တာကမိခင်ဖြစ်သူကကျူတင်အကွက်မြင်မှုနဲ့တိုက်ကြွေးခဲ့တဲ့စီးဆွမ်းချောင်းလို့ပြောပြခဲ့ကသူမအနေနဲ့စီရှာကိုပြန်လဲတိုက်ခိုက်ပြီးတပ်ဖြတ်နိုင်ပေမဲ့ညမတယောက်ဆိုတဲ့အသည့်နဲ့မပြုတ်လုံနိုင်ကြောင်းဒါကြောင့်အမြင်မှန်ရဖို့အချိန်ပြီးပါသေးတယ်လို့စီရှာကိုဖြောင်းပြပြောဆိုခဲ့ပေမဲ့စီရှာကတော့လောဘရမတ်တွေလောင်မြိုက်နေခဲ့တာကြောင့်ရှီဗန်ညာပြောတာကိုနားမဝင်တော့ပဲဝပြုတ်ချောင်းကနေထွက်သွားခဲ့ပါတော့တယ်ရီတစ်တို့လည်း ရာဂျာရဲ့စာပနာကိုပြုတ်လုပေးနေခဲ့ချိန်မှာပဲရှီဗန်ညာက ရောက်ရှိလို့လာခဲ့တာကြောင့်ရီတက်လည်းရုတ်တရက်ရှီဗန်ညာကိုမြင်တွေ့လာရတာမို့ယာမနီပြောပြခဲ့တာကိုမယုံကြည်သေးပဲရှီဗန်ညာကအသွင်ပြောင်းမှုတကောင်ဖြစ်ကြောင်းကိုတေချာစေဖို့အတွက်သူ့လက်မှာဝတ်ဆင်ထားခဲ့တဲ့အဆောင်လက်စကိုချုပ်ကရှီဗန်ညာရဲ့လက်ကိုဆွဲပြီးလက်ထဲကိုထည့်ပေးလိုက်တဲ့အချိန်မှာတော့ရှီဗန်ညာတရားမခံမရနိုင်အောင်ပူလောင်လာခဲ့ပြီးသူမရဲ့ခန္ဓာကိုယ်မှာလည်းမွေရည်ကွန်းတွေဖြစ်သွားခဲ့ရကမွေတကောင်ဖြစ်ပြောင်းလဲသွားခဲ့တာကိုတွေ့လိုက်ရတဲ့ရီတက်လည်း ယာမနီပြောခဲ့တာတွေကအမှန်တွေပဲလို့ယုံကြည်သွားခဲ့ပြီးဝန်내စွာနဲ့ပဲယာမနီသွေးထိုးပေးသမျှကိုလှုပ်ဆောင်ဖို့အစဉ်သင့်ဖြစ်နေခဲ့ပါတော့တယ်။ရှီဗန်ညာလည်းသူမကမွေးမဖြစ်ကြောင်းဝန်ခံပြောဆိုခဲ့တာကြောင့်ရီတလည်းသူ့ရဲ့လက်ထဲကဆောင်းလက်စွန်းနဲ့ရှီဗန်ညာကိုတိုက်ခိုက်ခဲ့ပေမယ့်ရှီဗန်ညာရဲ့ပေါ်မှာချစ်တဲ့စိတ်တွေကရှိနေခဲ့ပြီးမတက်ရက်ပဲဖြစ်နေခဲ့တာကြောင့်ရှီဗန်ညာကိုအိမ်ပြင်ဘက်ကသာနှင်ထုတ်ခဲ့ပါရှိဗန်ညာထွက်သွားပြီးတဲ့အချိန်မှာတော့ရီတက်တို့လည်းရိုက်ချာရဲ့အလောင်းကိုမိရှုတကြိုခဲ့ကြပါတယ် မိတွေလောင်ကျွမ်းနေတဲ့ရိုက်ဂျာရဲ့ရုပ်လောင်းကိုကြည့်ရင်ယာမနီရဲ့စိတ်ထဲမှာတော့အမြူတေရနာကိုခွဲပစ်ဖို့မိဖက်တယောက်တော့ရောသွားပြီပေါ့လို့တွေးကဝမ်းသာနေခဲ့ပါတယ်။ရီတီတိုရဲ့အင်ကနေဝမ်းနဲ့စွာနဲ့ထွက်လာခဲ့တဲ့ရှီပန်ညာတရားဝမ်းနဲ့တဲ့စိတ်နဲ့ငိုကြွေးနေခဲ့တဲ့အပြင်ရီတစ်ကလည်းသူ့အိမ်မှာရှိနေခဲ့တဲ့ရှီပန်ညာရဲ့ပစ္စည်းတွေမှန်သမျှကိုဝမ်းနဲ့နာကြီးစွာနဲ့မီးရှို့ပစ်နေခဲ့ပါတယ်။သားသမီးတွေရဲ့ရှီမာရိုက်ဂျာရဲ့တပ်ပုံကိုရင်ဝယ်ပိုက်ပြီး ဝမ်းနေနေတဲ့ယာမနီထံကိုရန်ယာကရောက်ရှိလာခဲ့ပြီးခင်မွန်တဲ့မရှိတော့တဲ့ဇနီးတဲ့တယောက်ရဲ့ခန်းစားချက်ကိုနားလဲပါတယ်လို့နှစ်သိမ့်ပေးခဲ့ကအန်ကက်စတိုကိုလည်းအောက်ထက်ကိုဆင်းသွားကြဖို့နဲ့သူကပဲယာမနီကိုဆက်ပြီးနှစ်သိမ့်ပေးလိုက်ပါမယ်လို့ပြောဆိုခဲ့တာကြောင့်အန်ကက်စတိုမောင်မားတွေလည်းအခန်းထဲကနေထွက်သွားခဲ့ကြပါတယ် န်ဂက်စ်တို့ထွက်သွားပြီးမကြခင်မှာပဲရန်ရန်ကစီရှာဖြစ်အသွင်ပြောင်းလဲသွားခဲ့ရင်ဂျာမနီကလည်းသူမရဲ့ဟန်ဆောင်မှုတွေကိုရပ်တန့်ကသူမရဲ့နောက်ထပ်စီစဉ်ဖြစ်ရှီဗန်ညာကိုတပ်ပစ်လိုက်ဖို့စီရှာကိုခိုင်းစေခဲ့ပါတော့တယ်စီရှာကလည်းသူမရဲ့စိတ်ကရှီဗန်ညာကိုဘလို့မှဆုံးသက်မပေးနိုင်ကြအောင်ပြောပြခဲ့တာကြောင့်ယာမနီလည်းစဉ်းစားနေခဲ့ချိန်မှာစီရှာက သူ့ကိုတပ်ဖို့အတွက်လှုပ်ဆောင်နိုင်တဲ့သူကရီတစ်တယောက်ပဲရှိတယ်။ဒါကလည်းသူ့ရဲ့လက်ကုပ်ကအမှတ်အသားတစ်ခုကြောင့်ပဲ ဘယ်သားကမှကိုယ့်ရဲ့မိတယောက်လုံးမျက်စိရှိမှာအနည်းငယ်ဖြစ်နေတာကိုတော့ဒီအတိုင်းထိုင်ကြည့်နေမှာမဟုတ်ဘူးလို့သူမရဲ့စီစဉ်ကိုပြောပြလိုက်တဲ့အခါမှာတော့ယာမနီလည်းစီရှာရဲ့အချံကိုသဘောချသွားခဲ့ပြီးချီးကျူးနေခဲ့ပါရှိပန်းကြလဲကတားခါနဲ့ဘရင်ကြီးစကရန်စင်တို့ကိုလိုက်လံရှာဖွေနေခြင်းတနည်းအားရောက်မှာတော့ပြားတွေကိုတွေးလိုက်ရတာကြောင့်တစ်ချိန်ကကတားခါနဲ့သူတော်စင်ကြီးတို့ပြောဆိုခဲ့တာတွေကိုအမှတ်ရသွားခဲ့ပြီးအဆိုပါပြားတွေရဲ့နောက်ကိုနောက်ရောင်ခံလိုက်လာခဲ့ပါတော့ အဆိုပါပြားတွေကတော့ဘယင်ကြီးစကရန်စင်းတို့ကိုဖမ်းချုပ်ထားတဲ့နေရာကိုရောက်ရှိလို့လာခဲ့ကဘယင်ကြီးကိုအန်ရယ်ပြုတ်ပြီးတိုက်ခိုက်ခဲ့ကြပြီးမဲ့နောက်ရောက်ကန်လိုက်လာခဲ့တဲ့ရှီဗန်ညာကအဆိုပါပြားတွေကိုသူမရဲ့စွန့်တွေနဲ့ရှင်းလင်းပေးခဲ့ပြီးဘယင်ကြီးနဲ့ကတာခါတို့ကိုကယ်တင်ပေးခဲ့ပါအဲ့နောက်ရှိဗန်ညာလည်းစီရှာတစ္ဆာဖောက်သွားတဲ့ကိစ္စနဲ့အခုသူမကရီတရဲ့ထင်လွဲမှုကိုပါခံစားနေရပြီဖြစ်ကြောင်းအခုသူမကရီတရဲ့ထင်လွဲမှုကိုပါခံနေရပြီဖြစ်ကြောင်း ကတာခါနဲ့ဘီအန်ဂျီဆာကရန်စင်တို့ကိုပြောပြခဲ့တဲ့အခါဘီအန်ဂျီဆာကရန်စင်ကဒီကိစ္စကိုသူကပဲရီတစ်ကိုအမှန်တိုင်းသိစေဖို့ပြောပြမဲ့အကြောင်းနဲ့အဖေရင်ရဲ့စကားကိုယုံမလားသူ့ရဲ့အတူရောင်အမေရဲ့စကားကိုပဲယုံကြည်မလားဆိုတာကိုစောင့်ကြည့်ရမယ်လို့ပြောဆိုခဲ့ပါတော့တယ်။တပတ်မှလည်းယာမနီနဲ့ဆီရှာတို့ကရီတစ်ကရှီဗန်ညာကိုတပ်ဖြတ်အောင် လုပ်မဲ့သူတို့ရဲ့စီစဉ်ကိုစတင်ခဲ့ပါတယ်။ ဒါကတော့ရီတတီယာသူ့ရဲ့ခန်းထဲကနေထွက်လာခဲ့တဲ့အချိန်မှာစီရှာကရှီဗန်ညာအဖြစ်အသွင်ပြောင်းလဲလိုက်ရင်းဂျာမနီကိုဟန်ဆောင်တိုက်ခိုက်နေခဲ့တာကိုမြင်တွေ့သွားခဲ့ပါတယ်။ဒါကြောင့်ပဲရီတလဲဂျာမနီကိုအမြန်ကက်တင်လိုက်ရတာကြောင့်ရှီဗန်ညာဖြစ်ဟန်ဆောင်ထားခဲ့တဲ့စီရှာလဲအိမ်ထဲကနေထွက်ပြေးသွားခဲ့ပါတယ်။ဂျာမနီလဲဝင်မကသူ့ရဲ့အသက်ကိုရန်ရှာလာပြီးဖြစ်တာကြောင့်အရန်ကိုချောက်လန့်နေပြီးဖြစ်ကြောင်းမျက်ရည်တွေနဲ့ပြောဆိုလာခဲ့တာကြောင့် ရီတလဲမခံစားနိုင်တော့ပဲရှီဗန်ညာရဲ့အပေါ်မှာသူ့ရဲ့ချစ်တွေကိုမေ့ပြစ်ပြီးမွေမားကိုသူ့ကိုယ်တိုင်တတ်ပြစ်မယ်လို့ဆုံးဖြတ်ကာဂျာမနီရဲ့ဂျန်တိုင်းရှီဗန်ညာကိုအဆုံးသတ်နိုင်မှုနက်ဆီယာမာကြီးနဲ့တိုင်ပင်မှုအတွက်စီစဉ်ခဲ့ပါတော့တယ်ဂျာမနီလဲရီတနေတူနက်ဆီယာမာကြီးစီကိုရောက်ရှိလာခဲ့ချိန်မှာနက်ဆီယာမာကြီးကလည်းရှီဗန်ညာကိုတတ်နိုင်ဖို့အစိတ်အားတစ်ချောင်းကိုထပ်မံဖန်တီးပေးခဲ့ပါပြီးနောက် သူရဲ့တင်ငတ်တွေကိုရှိပညာလိုက်လံရှာဖွေဖို့နဲ့ရီတတိုကိုတော့တင်ငတ်တွေရဲ့နောက်ကိုနောက်ရောက်ခံလိုက်သွားပါကရှိပညာကိုထွရှိရလိမ့်မယ်လို့ပြောပြခဲ့တာကြောင့်ရီတနဲ့ယာမဒီတို့လည်းနတ်ဆရာမကြီးထံကနေထွက်လာခဲ့ကြပါဗျင်ကြီးစကရန်စင်ကတကာရုနဲ့အတူထွက်လာခဲ့တဲ့ရှီပန်ညာလေးတင်ခတ်တွေကိုသတိပြုမိသွားခဲ့တာကြောင့်ရက်တန့်လိုက်ရင်ချိန်နေမိခဲ့ပါတယ်။ဒါကြောင့်ပဲဗျင်ကြီးကသူတို့နဲ့အတူဆက်မလိုက်တော့ဖို့နဲ့ ီတစ်ကိုသူကပဲရှင်းပြလိုက်မဲ့အကြောင်းရှိပညာကိုပြောဆိုနေခဲ့သလိုကာတာခါကလည်းအခုပဲလှည့်ပြန်ပြီးအရှင်သီဝရဲ့ဖျားเจ้าနဲ့ကိုသွားပါအဲဒါဆိုရင်တိတ်ငတ်တွေအแทးကိုလိုက်မဝင်နိုင်ဘူးလို့ပြောဆိုပြီးရှိပညာကိုပြန်ခိုင်းနေခဲ့ကြတာကြောင့်ရှိပညာလည်းအရှင်သီဝရဲ့ဖျားเจ้าကိုပြန်လာခဲ့ပါတော့တယ်တိတ်ငတ်တွေကတော့ရှိပညာရဲ့နောက်ကိုအဆက်မပြတ်လိုက်နေခဲ့ကြသလိုရီတစ်တူကလည်းတိတ်ငတ်တွေရဲ့နောက်ကနေထက်ချက်မကွာလိုက်ပါလာခဲ့ပါတယ် ရှိပန်ညာလဲဖះเจ้าကိုရောက်တာနဲ့သူရဲ့နောက်ကနေလိုက်လာခဲ့တဲ့သိန်းငှက်တွေကိုတိုက်ခိုက်တက်ဖြတ်လိုက်ရင်အရှင်သီဝရုတ်ထုကြီးရှိမှလက်ဟုတ်လေးခြိလိုက်ကာတပည့်တော်မရဲ့မိဘတွေတရတဲ့အကြောင်းရင်းကိုရှာမတွေ့မချင်းဘသူကမှတပည့်တော်မတတ်လို့မရပါစေနဲ့လို့ဆူတောင်းနေခဲ့ချိန်မှာပဲရီတစ်ကရောက်ရှိလို့လာခဲ့ပြီးငါတတ်လို့ရတယ်လို့ပြောဆိုခဲ့တာကြောင့်ရှိပန်ညာလဲအံ့ဩသွားခဲ့ပါတယ် ရှိဗန်ညာလဲရီတက်တာသူ့ကိုတတ်မယ်ဆိုရင်ပြန်မခုခံပဲအသက်ခံလိုက်မဲ့အကြောင်းနဲ့မတက်ခင်တစ်ခါလောက်တော့သူမရှင်းပြတာကိုနားထောင်ပေးဖို့တောင်းဆိုနေခဲ့ပါတယ်။ဒါပေမဲ့ရီတက်ကတော့ရှိဗန်ညာပြောတာကိုနားမထောင်ခဲ့ပဲ သူမိသားစုကိုတတ်ခဲ့တဲ့ရှိဗန်ညာကိုသူနဲ့အတူပါလာခဲ့တဲ့အစိတ်သားနဲ့ထိုးသက်ဖို့ဟန်ပြင်ခဲ့ပြီပါရှိဗန်ညာရဲ့အပေါ်မှာရှိတဲ့ချစ်တွေကြောင့်တုံဆိုင်နေခဲ့တာကိုဗီနာမှာရှိတဲ့ယာမနီကသိရှိလို့နေခဲ့ပြီးသူကြံတွေအောင်မြင်ဖို့ဓာတ်ကင်ထားတဲ့ရီတီရဲ့လက်ကိုဆွဲကရှိဗန်ညာရဲ့ဝမ်ပိုက်တဲကိုအစိတ်သားနဲ့ထိုးသွင်းလိုက်ပါတော့တယ်အဲဒီနောက်သူဝင်နေခဲ့တဲ့ရီတစ်ကိုလည်းသူကငါတို့မိသားစုကိုတေကွဲခွဲအောင်လုပ်ခဲ့တာတော့လို့ပြောဆိုခဲ့ကယာမနီက ါနဲ့နောက်တစ်ချက်ရှိပညာရဲ့ဝမ်ပိုက်ကိုထိုးသွင်းလိုက်တာကြောင့်ရှိပညာလည်းတင်လို့မျောပါဖြစ်သွားခဲ့ရကလေချမလို့ဖြစ်နေခဲ့ရချိန်မှာရီတစ်ကတော့ချစ်ရသူဇနီးတဲ့ရဲ့လက်ကိုဝမ်းနဲ့စွာနဲ့လှမ်းဆွဲထားခဲ့ပါတော့တယ်။နောက်ရက်တွေမှာလည်းဒီလိုစကားကောင်းလေးတွေကို recap ပြုလို့တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ recap out channel ကို subscribe လေးပြုလုပ်ပေးသွားပါအောင်နော်။စကားလေးကိုအချိန်ပေးကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးထူးပဲတင်ပါတယ်။